မင်္ဂလာပါရှင် ကျမတော့ဖူအီနွယ်ပါ DV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ချင်းပြည်နယ်ဖလန်းမြို့တိုင်းတိုက်ပွဲကာလအတွင်းဖလန်းပြည်သူတွေရဲ့လူနေအိမ်တွေဖျက်ဆီးခံရတာနဲ့ပစ္စည်းတွေပျောက်ဆုံးခဲ့တာတွေအပေါ်မကကွယ်ပေးနိုင်ခဲ့လို့ချင်းမြို့သားအဖွဲ့ချုပ် CNO ကမေလ14ရက်နေ့မှာပြည်သူတွေကိုတောင်းပန်ခဲ့ပါတယ် ချင်းမာတာနဲ့ထုတ်ပြန်ထားတဲ့အဲဒီထုတ်ပြန်ချက်မှာဖလန်းမြူတိန်တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ငါလာတာကာလမှာတိုက်ပွဲတွေကြောင့်ဖလန်းမြူတွေကလူနေအိမ်တွေဖះအเจ้าတွေပျက်စီးခဲ့တာကိုမြင်တွေ့ရတာစိတ်မကောင်းဖြစ်ပြီးဝမ်းနဲ့မိပြီးတော့မြို့ရင်းပြည်သူတွေရဲ့အိမ်တွင်းပစ္စည်းတွေကိုအကာအကွယ်မပေးနိုင်ခဲ့တဲ့အပေါ်မှာလည်းတောင်းပန်လိုတယ်ဆိုပြီးထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်တယ်လို့ CNA ပြန်ကြားရေးအရာရှိတစ်ယောက်ကပြောပါရရှင် နေပြည်တော်ပြည်မနာမှာမေလ14ရက်နေ့မနက်စောပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ပေါ်ဆန်ခေါ်ကြီးရွာမှာရှိတဲ့ရွာဦးကျောင်းတကွန်တိုင်ပြိုလဲသွားတယ်လို့ဒေသခံတွေကပြောပါတယ်။မေလ14ရက်နေ့မနက်9:15မိနစ်က Richter scale 3.6အစဉ်ရှိငလင်းတစ်ခုပြည်မနာမြို့အေလာအနီးကိုဗဟိုပြူပြီးထပ်မံလှုပ်ခတ်ခဲ့တဲ့အတွက်ငလင်းကြောင့်ပြည်မနာမြို့နတ်တရေကြီးရွာအုပ်စုပေါ်ဆန်ခေါ်ကြီးရွာမှာရှိတဲ့ရွာဦးကျောင်းဝင်းအတွင်တကွန်တိုင်ကြီးအောက်ခြေကနေပြတ်ထွက်ပြီးပြိုကျခဲ့တာလို့ဆိုပါတယ်။ ။အင်အားပြင်းကလေးကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်အခုတစ်ချိန်လှုပ်ခတ်တာကအဆိုးဆုံးဖြစ်တယ်လို့ပြည်မနာမျိုးကန်တယောက်ကပြောပါရယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်းကြောင်းနေပြည်တော်ပြည်မနာမှာလူနေအိမ်တွေအများအပြားပျက်စီးခဲ့တာအပြင်လူအယောက်30ထပ်မံနေသေဆုံးခဲ့ရပြီးဒီနေ့အထိပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နေရဆဲဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ ိုင်းမြန်မာနယ်စပ်လိုင်းပွဲမြို့နယ်ကတာလဲပြူဟာကုန်းကိုစစ်ကောင်စီလက်ကနေ KNU ကတင်လိုက်အပြီးနယ်စပ်တခြားလေယာဉ်တွေနဲ့ပုံကျဲနေတာကြောင့်ထိုင်းစစ်တပ်ကလည်းလုံခြုံရေးတိုးမြင့်ပြီးစောင့်ကြည့်နေတယ်လို့ထိုင်းတပ်မှုကပြောပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ထိုင်းမြန်မာနယ်စပ်ကိုပိုင်းခြားထားတဲ့တောင်းရင်မြင့်နဲ့ငားမိုင်မဲဝေးတဲ့တာလဲပြူဟာစခန်းကို KNU တပ်မှခုနှစ်ပူပေါင်းတပ်တွေကမေလ14ရက်နေ့မှာတင်ပိုက်လိုက်တာပါ။ စစ်ကောင်စီကလည်းလေနေနဲ့ဘုံကျဲနေတာပါဒါကြောင့်တဖက်ချမ်းထိုင်းစစ်တပ်ကလည်းအသင့်စောင့်ကြည့်နေရတယ်လို့မဲဆောက်မြို့မှာသတင်းတောက်တွေကိုထိုင်းတပ်မှုကပြောခဲ့တာပါนะฐานตันเลระหว่างทหารเมียนมากับกองกําลังกลุ่มต่อต้านแล้วก็กองกําลัง KNLA นะครับซึ่งตาลีสกังโอ KNLA ก็เต้นไล่บีสิทธิ์ดิยังผิดเลยเยอမျိုးမျိုးเนี่ยบงเจนนี่เลยปิดนี่เลยだจ้องจุตุท้ายในสักกู လုံခြုံအောင်စောင့်ကြည့်ဂယုစိုက်နေရတယ်လို့ထိုင်းဘာသာနဲ့ထိုင်းတပ်မှုကြီးကပြောသွားတာပါในส่วนของกลุ่มต่อต้านเองก็ใช้ทั้งในเรื่องမြန်မာပြည်ချမ်းမှာတိုက်ပွဲတွေပြင်းထန်တဲ့အခါတိုင်းထိုင်းပိုင်နဲ့ကိုကြည်တန်နေကြောက်ရောက်တာရှိမရှိလေချောင်းကျူးကျော်မှုရှိမရှိကိုစောင့်ကြည့်ရမြဲဖြစ်ပါတယ်။လိုင်းပွဲမျိုးတွေကတားလဲပြူဟာဂုံးကိုတင်းလိုက်တဲ့ပေါ်ကင်းယူကရင်အမျိုးသားအစည်းအရုံးဘက်ကတော့ခုခံကာကွယ်ပိုင်ခွင့်အရာ ကာကွယ်နေတာသာဖြစ်တယ်လို့ဆိုပါတယ်ပထမအဆုံးပြောချင်တာကတော့ကျွန်တော်တို့ကဒီစစ်ကိုကိုယ့်ကိုယ်ကိုခုကကာကွယ်ပိုင်ခွင့်အပြည့်အဝနဲ့ပဲကျွန်တော်တို့တိုက်ရင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီကိုယ်ရဲ့ကိုယ်ပိုင်ပြည်ရန်ခွင့်ရရှိရေးအတွက်ကတော့နီလမောင်းကတော့သုံးတဲ့အခါမှာစီရေးရအေးအေးဆောင်မှုလောက်ရတယ်ဆိုတာအဲ့ဒါကြောင့်မလို့တိုင်အောင်စီရေးရမပါမဖြစ်တဲ့အပိုင်းတော့ရှိတာပေါ့လေအခုဖြစ်နေတဲ့ကိစ္စကတော့အဓိကအဖြစ်ကျွန်တော်တို့ဒီနေမီတဲ့ကိုကျူးကျော်ဝင်ရောက်လာပြီးတော့လူခွင့်ရချိုးဖောက်တာတို့ လူသားပုံမှာအထူးသဖြင့်ကျွန်တော်တို့ပြည်သူလူထုပုံမှာပြင်မထားပြီးတော့နေ့စဉ်ရက်ဆက်ပုံကျတာဒီနောက်ပြီးတော့လက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကအများအားဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ပြန်ပြီးတော့တုတ်ပြန်တဲ့အခြေမှရှိပါတယ်နော်ထိုင်းဘက်ကမြန်မာနယ်စပ်စစ်ပွဲတွေကိုစောင့်ကြည့်နေချိန်စစ်ပွဲတွေကြောင့်ယာနဲ့ချီတဲ့ကရင်ဒုက္ခဒေဒီဟာလဲတောင်းရင်မြစ်ကိုဖြတ်ပြီးထိုင်းနိုင်ငံနဲ့ပြေးဝင်လာနေကြပါတယ်ထိုင်းစစ်တပ်ကလည်းယာယီခလုံးစခန်းပြုတ်လုပ်ထားပြီးထွက်ပြေးလာရသူတွေကို လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေးနေပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ မကွေးတိုင်းစလင်းမြို့နယ်တဲကိုစစ်ကောင်စီတပ်ကမေလ14ရက်နေ့ညနေပိုင်းမှာလေကြောင်းကနေဘုံနဲ့ကျင်းကျဲချတိုက်ခိုက်ခဲ့လို့ဖုံးကြီးကျောင်းနဲ့စာတင်ကျောင်းကအဆောက်အုံတွေပျက်စီးပြီးအမျိုးသမီးတစ်ယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။စလင်းမြို့နယ်တဲကကုရင်6အုပ်စုမကြီးကုန်းရွာကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံနဲ့ကျင်းကျဲသွားတဲ့အတွက်ဖုံးကြီးကျောင်းနဲ့စာတင်ကျောင်းသားမှကြားရောက်ပောက်ကွဲပြီးဘာသာရေးဆိုင်ရာအဆောက်အုံတွေနဲ့စာတင်ကျောင်းအပြင်စာကြီးတိုင်းနဲ့လူနေအိမ်6လုံး6ခန်းတွဲဝန်ထမ်းအိမ်ယာတစ်ဆောင်ပျက်စီးခဲ့တယ် လို့စလင်းမြို့နယ်အခြေစိုက်ပကဖရဲဘော်တယောက်က ပြောပါရယ်။ဒါပြင်မျိုးသမီးတယောက်လည်းထိခိုက်ဒဏ်ရာရှိခဲ့ပြီးမစိုးရင်ရဘူးလို့ဆိုပါရယ်ရှင်။ပြည်ရင်အခြေစိုက်ကားကုမ္ပဏီ Jaguar Land Rover ကအမေရိကန်မှာကားထုတ်လုပ်ဖို့အစီအစဉ်မရှိကြောင်းပြောဆိုထားပါရယ်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့ပြည်ပသွင်းကုန်ခွန်တွန်းမြင့်ကောက်ခံမှုကကားလုပ်ငန်းတွေကိုထိခိုက်မှုတွေရှိနေတာပါ။ JLR CEO ရဲ့နှစ်ပတ်လည်မီဒီယာတွေ့ဆုံပွဲမှာပြောကြားခဲ့တာကိုအခြေခံပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ကားတွေကိုအမေရိကန်နိုင်ငံမှာထုတ်ဖို့အစီအစဉ်မရှိသေးကြောင်းအတည်ပြုနိုင်ပါတယ်လို့ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူကပြောပါတယ် Jaguar ဟာအမေရိကန်နိုင်ငံမှာစည်ယုံတိစောက်ထားတာမျိုးမရှိပါဘူး။ Jaguar ဟာ Trump ရဲ့ပထမအခွန်ကောက်ခံမှုကြီးညာချက်ထွက်လာပြီးတဲ့နောက် April မှာအမေရိကန်ကိုကားတင်ပို့မှုရပ်တန့်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Jaguar ဟာဒီလကစပြီးအမေရိကန်ကိုကားတင်ပို့မှုဆက်ပြီးတော့ပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ထရန့်ရဲ့ခန့်မှန်းလို့မရတဲ့ကုန်သွယ်မှု policy ကကမ္ဘာစီးပွားရေးလုပ်ငန်းတွေကိုရိုက်ခတ်မှုတွေဖြစ်လာခဲ့တာပါ။ဒါပေမဲ့ထရမ့်ကဧပြီလအစောပိုင်းမှာဗီရင်ရဲ့အမေရိကန်ကုန်တင်ပို့မှုကိုဆယ်ရာခိုင်နှုန်းသာတတ်မှတ်မယ်လို့လည်းကြေညာခဲ့ပါတယ်ရှင်။ DV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူအီအီနွယ်ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်